thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ပေါ် American တရုတ်လွန်ဆွဲပွဲဖြစ်လာမှာလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် AP လလယ်မှာ American လက်ထောက်နိုင်ငံခြိုင်းဝင်ကြီးနှောင်းဦးနဲ့ရန်ကုန်မြို့ရှိတန်ယုံယာယီတာဝန်ခံတို့ဓာကားကိုရောက်လာခဲ့တယ်လို့အစရှိပြီးဓာကားရှိ Now South University ရဲ့ငြိမ်းချမ်းရေးဌာနမှာအကြံဉာဏ်ကတိကပြသူတောင်ကရှင်းသားခဲ့တာကိုဖော်ပြထားပါတယ်အဲ့ဒီခေတ်ဆက်က2024ဩဂုတ်လမှာပေါ်ပေါက်လာခဲ့တဲ့ Mohammed Yunus ဦးဆောင်တဲ့ဂျာပြန့်အစိုးရနဲ့ American အစိုးရကြားလွန် ွန်စွာအရေးပါတဲ့ထိတွေ့ဆက်ဆက်မှုဖြစ်လာတာဖြစ်ပါတယ်။ယူနုစ်ရဲ့ဂျာပြန်အစိုးရကဘူမိနိုင်ငံရေးလမ်းကြောင်းအစ်ကိုစတင်ရှာဖွေဖော်ထုတ်လာခဲ့ခြင်းကြောင့်လည်းဖြစ်ပါတယ်။နိုင်ငံရေးနိုင်ငံရေးနဲ့စီးပွားရေးကိုအနောက်အုပ်စုကိုတကားဖွင့်ပေးခြင်းဖြင့်အကျိုးရှိရာရှိကြောင်းဖြစ်လာမယ်လို့ယုံကြည်လာခဲ့ပါတယ်။ မြန်မာနဲ့ပတ်သက်ပြီးမြည်တီအကြောင်းအရာများဆွေးနွေးခဲ့ရဆိုတာကိုဘင်္ဂလားဒေ့ရှ်မီဒီယာတွေကတိတိကျကျပြောဆိုရေးသားခြင်းမျိုးမရှိတော့လဲအသည်ခံရလာတဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရှာမန်ကိုအငင်းပွားပွဲဖြစ်နေတဲ့ရိုဟင်ဂျာဒုက္ခသည်များနေရပြန်ဖို့ရေးမှာတာဝန်ပေးလာခြင်းနဲ့ရခိုင်မြန်မာနိုင်ငံဆိုင်ရာတာမန်ဟောင်းဆူဖီယာရာမန်ကိုနိုင်ငံတိုင်းဝန်ကြီးဌာနမှယူနိုစင်အထူးအကြံပေးလက်ထောက်ဖြင့်ခန့်အပ်လာခဲ့ခြင်းကပဲလုံခြုံရေးနဲ့ပတ်သက်တဲ့ဆရာကအတွင်မြန်မာနဲ့အမေရိကန်ကိုအတိကအခန်းကဏ္ဍမှာထည့်သွင်းစဉ်းစားလာပြီးဆိုသည်ဟာတိ ာထင်ရှားလာခဲ့ပါတယ်။မလာမှာကုလသမဂ္ဂအထွေထွေအတွင်းရင်မှုချုပ်အန်တိုနီယိုဂူတာရဲရောက်ရှိလာခြင်းကစပြီးကော့ပ်စာဒုက္ခသည်စခန်းများမှာ2019ခုနှစ်ကစပြီးစင်းစင်းရဲနေခဲ့ကြတဲ့ရိုဟင်ဂျာဒုက္ခသည်တစ်တသမလီရန်ကိုနေရပြန်ပို့နိုင်ရင်ကအဓိကကြလာခဲ့ပါတယ်။အဲ့ဒီကိစ္စပေါ်အမေရိကန်နိုင်ငံဆိုင်ဝန်ကြီးဌာနမှထိတ်တန့်ရရှိများနဲ့ဆွေးနွေးကြရမှာရခိုင်ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့နိုင်ဖို့ကိုအစင်ချုံးမွေစင်ရေးဆိုတဲ့မူဝါဒဘက်ကိုတည်တည်တာတာရွေလျားလာခဲ့ပါတယ်။ အဲ့ဒီအရွေးအသင်းမှာတဆင်အစာရေးစာငမ်းမော်ခံပါမှုအခြေအနေနဲ့စားနပ်ရိက္ခာပြက်လက်နေတဲ့အကြောင်းပြကအရက်ခတ်တတော်ထိန်ချုပ်နေမျိုးတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပင်ရေးစားတဲ့စင်းကြံတခုဖော်ဆောင်ဖို့ထွက်ပေါ်လာခဲ့ပါရင်၎င်းကိုဘင်္ဂလားဒေ့ရှ်ရှိလီလာတုံသက်သူတွေက နိုင်ငံတကာဥပဒေအရတရားဝင်မှုမရှိစွာကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါရင် မြန်မာဘက်မှာတရားဝင်သဘောတူခွင့်ပြုခြင်းမျိုးမရှိပဲလုပ်မယ်ဆိုရင်ဥပဒေကြောင့်လည်းတန်တမာရေးပိုင်းမှာစိုးစိုးဝါးဝါအကျိုးဆက်များဖြစ်လာနိုင်တယ်လို့ထောက်ပြခဲ့ပါတယ်။ဒီဇင်ဘာလကုန်ပိုင်းလောက်ကစပြီးဘင်္ဂလားဒေ့ရှ်အာနာပိုင်းတွေနဲ့အာရခတ်တပ်တော်များအကြားနီနီကက်ကန်ဆက်ဆံမှုတွေရှိလာခဲ့ပါတယ်။လီလာသူတွေကတော့တကြံပွဲကိုအကြောင်းပြပြီးအာရခတ်တပ်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်ပိုင်းနဲ့အတွင်းကျူးကျော်ဝင်ရောက်လာခဲ့မှုကိုကြည့်မယ်ဆိုရင်နေကြားဒေတာမတည်ငြိမ်မှုနဲ့အချုပ်အခြာအာဏာကိုစိန်ခေါ်မှုတွေဖြစ်လာနိုင်တယ်လို့ပြောဆိုလာပါတယ်။တချို့ကလူသားချင်းစာနာထောက်ထားမှုအ ကူညီပင်ရေးစင်းကြံလမ်းမကြီးကတကယ်တမ်းမှအမေရိကန်ဘက်မှအရခတတ်တော်ကိုထောက်ပံ့ပေးနိုင်ဖို့ဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါတယ်။ အမေရိကန်ကဘာမာအက်ရလူကိုမထိခိုက်နိုင်တဲ့အကူအညီများပေးခြင်းလို့ပြောဆိုလာနိုင်တော့လေဘင်္ဂလားဒေ့ရှ်စစ်တပ်မှပါဝင်လာခြင်းကလုံခြုံရေးရှုထောင့်ရပြောစရာဖြစ်လာနိုင်ပါတယ်။မူအားဖြင့်ဆိုရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအာရခတပ်တော်ကိုအကူအညီပေးရေးမှာအရေးပါတဲ့အခမ်းအနားပါဝင်လာပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမီဒီယာတွေကအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်များအကြားဆက်ဆံရေးနက်ဆိုင်လာနေပြီဆိုတဲ့အပြောတွေကအမေရိကန်ထိတ်တန့်ပူချုပ်ကြီးတအုပ်နဲ့ဘင်္ဂလားဒေ့ရှ်စစ်ဘက်အထိတ်တန့်များအကြားဆက်ဆံလာမှုကိုကြည်ပြီးယုံထင်ကြောင်တင် ပြောဆိုနေခြင်းများသာဖြစ်ပါတယ်။ ၎င်းကဒေတာရင်းအမေရိကန်ရဲ့ဩစာဖြန့်ကျက်လာမှုဖြင့်မိမောင်းထိုးပြနေတော်လဲတရုတ်ရဲ့မြမအရှိမပါဝင်ပတ်သက်လာပွဲရှိတဲ့အခမ်းကဏ္ဍတွေကြောင့်ထွက်ပေါ်လာမယ့်ဘူမိနိုင်ငံရဲ့အနေထားတွေရှုပ်ထွေးလာနိုင်စရာရှိပါတယ်။မကြာမီကတရုတ်တမရရှိချင်းဖြစ်မှမင်းအောင်လိုင်းကိုမော်စကိုမှာလက်ခံတွေ့ဆုံပြီးမြမရဲ့အချုပ်ချာအာဏာနေမြီတည်တံ့ပိုင်ခွင့်ကိုထောက်ခံသွားမယ်လို့ထုတ်ပြောလာခဲ့ပါတယ်။၎င်းကတကယ်လို့အာရခတတ်တော်မှာစစ်တွေကြောက်ဖြူနေမအောင်တို့တိမ့်ပိုက်ဖို့ဒုစစ်စင်နာမယ်ဆိုရင်တရုတ်ကစေယုတ်စုဘက်မှရည်တည်ပေးသွားမယ်သဘောဖြစ်ပါ ါတယ်။ကြောက်ဖြူကယူနန်ကိုတင်ပို့နေတဲ့ဒေါ်လာ1.5ဘီလီယံတန်ကြီးရှိရေနံနဲ့ထံငွေပိုင်လိုင်းရဲ့စာမှတ်လည်းဖြစ်ပါတယ်။အထူးစီးပွားရေးဆောင်နဲ့ရေနံစင်ကန်တွေလည်းရှိနေတဲ့အဲ့ဒီအတွက်ပြီးချင်းမှနေပြည်တော်အပေါ်စီးပွားရေးရာဩစာလွှမ်းမိုးထားနိုင်တယ်လို့စိုးရင်စရာအကြောင်းအရာတွေဖြစ်ပါတယ်။စစ်တွေမှာလည်းအိန္ဒိယရဲ့ကလတန်မြင့်စီမံကိန်းနဲ့၎င်းတို့ရဲ့ကိုတွင်ပိအရှိမြောက်ဒေတာကိုဆက်သွယ်ပေးမယ့်အစီအစဉ်များရှိပါတယ်။အဲ့ဒီအတွက်လည်းတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကမြန်မာကိုလက်မလွတ်နိုင်ဖြစ်နေလို့နေပြည်တော်ရှိစအုပ်စုနဲ့ဆက်ဆံနေကြခြင်းလည်းဖြစ်ပါတ အိန္ဒိယကအခုတည်းဘင်္ဂလားဒေ့ရှ်မှာအာရခတပ်တော်ကိုနီနီကကဆက်ဆံနေမှုကိုတစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးတော့လဲ၎င်းတို့အကျိုးစီးပွားကိုတော့ကာကွယ်သွားမှာသာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းစင်ကြံလမ်းမကြီးဆိုတာကိုမြန်မာစစ်အုပ်စုမှသဘောတူမှာမဟုတ်ဆိုတာနဲ့ရှင်းဆိုင်ရဖို့ရှိပါတယ်အဲ့ဒီအတွက်ရိုဟင်ဂျာတွေတောင်မတင်ရေမကြအနေထားနဲ့ဆက်ရှိနေဦးမှာဖြစ်ပြီး၎င်းတို့ကိုနေရပြန်ဖို့ရည်ရွယ်စီစဉ်ထားတဲ့စင်ကြံလမ်းဆိုတာကလည်းပြက်ပြားသွားနိုင်ပါတယ် ဘင်္ဂလားဒေ့ဂျာပြန်အစိုးရရဲ့ရခိုင်ပြည်နယ်ရေးမှတက်တက်ကြွကြွပါဝင်လာမှုဘင်္ဂလားဒေ့စစ်တပ်မှအရခတ်တပ်တော်ကိုပံပိုးကူညီလာမှုမြန်မာစစ်အုပ်စုမှစင်ကြံလန်ကိုစန့်ကျင်လာမှုတရုတ်တို့မှ၎င်းတို့အားအကန့်အသတ်မရှိထောက်ခံလာမှုတွေခြုံငုံကြည့်မယ်ဆိုရင်လာမယ့်လာများအတွင်းအစိုးရဒေသတွေမှာဘူမိနိုင်ငံရေးရှည်ချိန်မြင့်တက်လာတော့မှသာဖြစ်တယ်လို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင် တိုင်းမြန်မာနယ်စပ်အင်အားတရာခန့်တပ်ဆွဲထားတဲ့ဘလက်ဒိုစစ်တပ်စခန်းကိုသိမ်းပိုင်မှုစစ်တပ်ဘက်မှစစ်တီအများပြားထိုင်ဖက်ကိုထွက်ပြေးပြီးလက်နက်ချသူများရှိကတေဆုံးတရာရရှိသူများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်တိုင်းမြန်မာနယ်စပ်ဘလက်ဒိုကျင်းရွာနီးရှိစစ်တပ်စခန်းကို KNL လေးဦးဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်ရာမှာစစ်ကောင်စီတပ်ဘက်မှအများပြားထိုင်းနိုင်ငံဘက်ကကိုထွက်ပြေးသွားပြီးလက်နက်ချသူတွေလည်းအများပြားရှိကြောင်းရှေ့တန်းတော်လိုင်းတရင်ရင်းမြစ်တွေကပြောဆိုပါတယ်။ မေလ23ရက်နေ့ညနေ3:00နာရီချိန်စစ်ကောင်စီတပ်ရဲ့ဗလက်တိုစခန်းကို KNU တပ်မချဦးဆောင်တဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်မတို့ PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှထိဆုံးသူတွေရှိပြီးလက်နက်ချသူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသူတွေလည်းရှိကြောင်းတော်လိုင်းသတင်းရင်းမြစ်တွေကဆိုပါတယ်စခန်းထဲမှာလည်းတည်တဲ့စစ်သားလောင်းတွေကများတယ်လက်နက်ချတာတွေကလည်း20ကျော်ရှိတယ်ထိုင်းဘက်ကိုထွက်ပြေးတာကလည်း25ဦးလောက်ရှိတယ် ထမ်းမှာကအင်အား100လောက်တပ်ဆွဲထားတာအခုထွက်ပြေးပြီးစိုက်ပျိုးရေးအခင်းနေတယ်မှာပုံနေတဲ့ကောင်တွေလည်းရှိနေသေးတယ်။ရှင်လင်းနာတွေလုံနေတော့မယ်လို့ရှင်လန်းတော်လန်ကြီးတည်င်းရင်မြစ်ကဆိုပါတယ်။ထိုင်းချေဆိုင် match တော့ တရင်ဌာနကလည်း KNU ဟာပလက်တိုစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးရင်နောက်တည်ဆောင်သူထွက်ပြေးသူနဲ့ဒဏ်ရာရရှိသူစစ်သား60ခန်းရှိပြီးထွက်ပြေးလာသူများမှာထိုင်းပတ်နဲ့နေမြေအတွင်းကိုဝင်လာနိုင်ကြောင်းသတင်းရေးသားဖော်ပြထားပါတယ်။ KNL မဟာမိတ်ပူးပေါင်းတပ်တွေကချိန်မုံနိုင်ခဲ့ပြီဖြစ်တဲ့ပလက်တိုစစ်တပ်စခန်းမှာ2022ခုနှစ်မလ29ရက်ကတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား60ခန်းထိဆုံးခဲ့ကြောင်းစစ်ကောင်စီကအဲ့ဒီစခန်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းဒါကြောင့်အခု2025ခုနှစ် ်မေလာမှာနှစ်ကြိမ်မြောက်ပြန်လဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လက်တလောသေးဘောပုံရွာရှိသေးဘောပုံစစ်တပ်စခန်းကို KNL မဟာမိတ်တွေကဆက်လက်ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းဒါပြင်ဝေါ်လီပြူဟာစခန်းကနယ်လီစခန်းတိကပလယ်စခန်း ဥက္ကဋ္ဌစခန်းတို့ကိုလည်း KNL မဟာမိတ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေရှိကြောင်း KNL တပ်သတင်းရင်းမြစ်တွေစီကသိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့မင်းကင်းမြို့နယ်ရှိကျေးရွာနှစ်ခုအတွင်းကိုတိုက်ပွဲမဖြစ်ပေစစ်လင်ရင်နဲ့ပုံကျဲမှုကြောင့်အသက်9နှစ်မှ17နှစ်အရွယ်ထိကလေးငယ်များအပါအဝင်ပြည်သူ10ဦးသေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်တာစီရွာနဲ့မင်းစုရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်9နှစ်မှအသက်17နှစ်အရွယ်ထိကလေးငယ်များအပါအဝင်ပြည်သူ10ဦးသေဆုံးခဲ့ကြောင်းဒေသ ာခံပြည်သူတွေကပြောပါရယ်မေလာ23ရက်နေ့နေ့လယ်2:45မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြံဖက်စစ်တပ်ကမင်းကင်းမြို့နယ်တာစီရွာနဲ့မင်းစုရွာကိုလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာဖြစ်ကြောင်းပုံကျဲမှုမှာပြည်သူများနေထိုင်တဲ့ခြေရွာများတွင်ကိုလင်းရင်နဲ့ပုံကျဲချတာဖြစ်တာကြောင့်ထိခိုက်ဒေဆမှုများပြားခဲ့ကြောင်းသိရပါရယ် အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးထိခိုက်တဲ့ပြည်သူများမှာအသက်9နှစ်အရွယ်မနှင်းရတီဝင်းအသက်6နှစ်အရွယ်မောင်ဖုံးခန့်ဖြူအသက်9နှစ်အရွယ်မောင်ထက်နေကြီးနဲ့မောင်ဖြိုးမင်းကန်အသက်10နှစ်အရွယ်မတ်ဆောင်းသစင်တွင်နဲ့မောင်ကျော်ဖြိုးအောင် အသက်9နှစ်အရွယ်မတ်ဖြိုးဤစဉ်အသက်17နှစ်အရွယ်မောင်ရှင်းတန်အသက်23နှစ်အရွယ် ချစ်စန်းတွင်အသက်29နှစ်အရွယ်နှင်းဤစန်းအသက်35နှစ်အရွယ်မန်းရင်လာအသက်36နှစ်အရွယ်သိန်းလွင်ဦးအသက်38နှစ်အရွယ်ပြူးစိန်အသက်39နှစ်အရွယ်ဘိုးဦးအသက်40အရွယ်နှင်းနူအောင်အသက်42နှစ်အရွယ်စော်မင်းဦးအသက်46နှစ်အရွယ်စော်လင်းအသက်48နှစ်အရွယ်မောင်ဆိုးအသက်84နှစ်အရွယ်ဒေါ်စိန်ကျွေတို့ပါဝင်ကြောင်းသိရပါသည်။လေရင်နှင့်ပုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများမှာအသက်အန္တရာယ်စိုးရိမ်ရသူများလည်းပါဝင်ပြီးတည်ဆောင်းသူအရေးအတွက်ပုံမှုများပြားလာနိုင်ကြောင်းဒဏ်ရာရရှိသူများကိုစိတ်ကူ မှုများပြီးနေတော့လဲစိုးရင်ရသူများကိုကုသပေးရမှာစေဝါနဲ့စေပစ္စည်းကရိယာမလုံလောက်မှုများရှိနေကြောင်းသိရပါတယ်။မင်းစုနဲ့တာစီရွာတွေကိုစစ်ခွေးတွေကလင်းရင်နဲ့ပုံကျဲချတိုက်ခိုက်တာတည်ဆုံမှုစီရင်ကပိုတိုးလာနိုင်တယ်။အခုလက်ရှိစီရင်ကကျွန်တော်တို့အတီးပြုတ်နိုင်တာပေါ့လို့ဒေသတရင်ရှင်မြစ်တွေကပြောဆိုပါတယ်။အကြံဖက်စစ်ကောင်စီတပ်ကမေလ6ရက်နေ့မှာမေလ31ရက်နေ့ထိအပြစ်ခတ်ရဲစဲရေးကြီးညာထားတော့လဲနိုင်ငံတော်မှလေးကြောင်းတိုက်ခိုက်မှုများစစ်ကြောင်းထုတ်မှုများနဲ့ပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ဖမ်းဆီးမှုတွေကိုဇက်တိုက်လှောက်ဆောင်နေရရှိကြောင်းတော်လိုင်းတပ ဖွဲ့တွေကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။